Messenger မှာစာခုဖတ်တဲ့ညီလိုင်းကိုပြပြပေးမှာဖြစ်ပါတယ်။ Messenger ထဲမှာတစ်ဖက်ကပို့လာတဲ့ message တွေကိုကိုယ့်ဖက်ကဝင်ဖတ်တွားပေမဲ့ကိုယ်ဝင်ဖတ်တွားတာကိုတစ်ဖက်က မတိအောင်စာဝင်ခုဖတ်တဲ့ညီလိုင်းကိုပြပြပေးမှာဖြစ်ပါတယ်။ Messenger ထဲကိုဝင်တွားလိုက်ပါ Okay ပထမဆုံးအနေနဲ့ကျွန်တော်က Messenger ထဲမှာတယောက်ချင်းစီကိုဝင်ဖတ်တဲ့နီလန်းလေးကိုအရင်ဆုံးဖြုတ်ပြပေးမှာဖြစ်ပါတယ်။တယောက်ချင်းစီမှာကျွန်တော်တို့အခုလိုပေါ့နော်တစ်ဖက်ကအခုစီကိုပုလာတာဒီမှာ high ဆိုပြီးတော့ပုံနေတာဖြစ်ပါတယ်။ဒါဆိုရှင်တော့ကျွန်တော်တို့ဝင်ဖတ်တဲ့ပုံစံမျိုးပေါ့နော်။ Okay ကျွန်တော်ဝင်ဖတ်သွားပြီမယ်ဒီလို high ဆိုပြီးတော့ကျွန်တော်တို့ဝင်ဖတ်သွားတဲ့ပုံစံမျိုးပဲတစ်ဖက်မှာပုံနေမှာဖြစ်ပါတယ်ပေါ့နော်။အခုနီလန်းလေးကတော့ Okay ဒါဆိုရှင်တော့ကျွန်တော်ဒီထင်တစ်ချက်နှိပ်လိုက်မယ်။ပုံနာလေးက icon လေးတစ်ချက်နှိပ်လိုက်ပါ။ OK ဒီအောက်နားလေးမှာ read receive ဆိုတဲ့နေရာလေးမှာ on ဖြစ်နေတယ်ပေါ့နော် off ဖြစ်သွားအောင်ကျွန်တော်တို့ကနှိပ်ပြီးတော့ဒီနေရာမှာ off လုပ်ပြီးတော့ထားပေးလိုက်ပါဒီမှာ off ဖြစ်သွားဖြစ်ပါတယ်ပူလာတဲ့စာကိုကျွန်တော်တို့ခုလိုဝင်ဖတ်သွားပေမဲ့တစ်ဖက်ကကျွန်တော်တို့မဖတ်သေးသလိုပဲမြင်ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဝင်ဖတ်သွားတာကိုသူသိမှာမဟုတ်ပါဘူး OK ဒါကတော့ကျွန်တော်တို့တယောက်ချင်းစီကိုဝင်ပြီးတော့အခုလိုခုဖတ်တဲ့နေလန်းလေးပေါ့နော် โอเค messenger ထဲမှာရှိတဲ့ friend တွေအကုန်လုံးပို့လာတဲ့စာတွေကိုကျွန်တော်တို့အခုလူအတိုင်းပဲဝင်ခုဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ menu လေးကိုတစ်ချက်နှိပ်လိုက်ပါ setting ထဲကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါ privacy and safety ထဲကိုတစ်ချက်နှိပ်ပါဒီမှာ read receipt ဆိုတဲ့အားလေးရှိတယ်ဒီထဲကိုတစ်ချက်နှိပ်ပါ ရှူရစ်ရစ်စနေရာမှာအခုလို on ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ off လုပ်ပြီးတော့ပိတ်ထားလိုက်ပါ Okay ဒါတော့ messenger ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ friend တွေအကုန်လုံးကိုပိတ်ထားတာပဲဖြစ်ပါတယ်ဗောနော်သူတို့ပို့လာတဲ့စာတွေကိုကျွန်တော်တို့ဝင်ဖက်သွားပေမဲ့လည်းသူတို့ဘက်မှာကိုကမဖတ်ရသေးတယ်လို့ပဲပြနေမှာဖြစ်ပါတယ်ပုံမှန်တန်းလေးပြင်ပြီးတော့ထားချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးကို on လုပ်ပြီးတော့ပြန်ဖွင့်ထားပေးလိုက်ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ